စည်းမပြည်သက်များလုံးမဲမင်္ဂလာပါမတ်လ16ရက်နေ့ည9:00နာရီတမျိုးစည်းမ Prime Time မျိုးစည်းမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့လက်နက်ကင်တိုက်ပွဲတွေရပ်တန့်ပေးကြဖို့စစ်ကောင်းဆောင်ပြောတဲ့သတင်းချင်းတော်လန်ရေးအထိမ်းအမှတ်အချင်းသား82ဦးကို CNF လွန်ငင်းဝင်ပေးတဲ့သတင်း ဘောမှာစစ်ကောင်စီတပ်ဆွဲရာနေရာကိုကာကွယ်တပ်ဖွဲ့ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့အကြောင်းနဲ့ကမ္ဘာဝေဂါကွန်ကရက်ကကုလအစည်းအဝေးမှာတရုတ်ရဲ့ဖိနှိပ်မှုအကြောင်းပြပွဲလုပ်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါလက်နက်ကင်တိုက်ပွဲတွေရပ်တန့်ပေးကြဖို့စစ်ကောင်းဆောင်ပြောတဲ့သတင်းနဲ့ဆက်လက်အောင်ပါ တန်တာလက်နက်ကင်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေပတ်သက်သူတွေအနေနဲ့လက်နက်ကင်တိုက်ပွဲတွေရပ်တန့်ပေးကြဖို့စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဒီကနေ့မတ်လ16ရက်နေ့မှာကြာရောက်တဲ့52နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့တဝန်လောမှာထည့်သွင်းပြောကြားထားပါတယ်ပြည်သူတွေဒုက္ခရောက်စေပြီးနိုင်ငံကိုအနေရကြောက်စေမဲ့လုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှုပြီးရပ်တန့်ပေးကြဖို့အတိပေးလိုကြောင်းစစ်ကောင်စီခေါင်းဆောင်ကပြောဆိုထားပါတယ်။ လက်ရှိမှာစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုပါပိတ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတွေထိခိုက်ဒေဆုံးပြီးအဆောက်အုံတွေပျက်စီးနေပေမဲ့စစ်ကောင်ဆောင်ကနေမြေဒေသအသီးသီးမှာတိုင်းရင်းသားလက်နက်ကင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့တိုက်ခိုက်မှုတွေကြောင့်အခြေခံအဆောက်အုံနဲ့ဒေသခံတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပြတ်သုံးကဆင်းရဲဒုက္ခရောက်နေကြကြောင်းအပြစ်တင်ထားပါတယ်။ စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးတန်ဋိဌာန်ချမှတ်ဆောင်ရွက်လျက်ရှိပြီးအဲ့လိုကျင်းပနိုင်ဖို့အတွက်လိုအပ်လျက်ရှိတဲ့နိုင်ငံတော်ဝန်တည်ငြိမ်အေးချမ်းမှုရှိစေရေးကိုတန်အားပြည်သူအားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့တိုက်တွန်းလိုကြောင်းလည်းဆိုပါရယ်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီမှာအစောဆုံးကျင်းပသွားမှာဖြစ်ကြောင်းလည်းစစ်ကောင်စီခေါင်းဆောင်ကမတ်လ9ရက်နေ့မှာဘယ်လာရုစ်နိုင်ငံခီးစဉ်အတွင်းပြောခဲ့ပါရယ် စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဖြစ်လာနိုင်မှာမဟုတ်ဘဲတကယ်လို့ကျင်းပဖြစ်ရင်လဲသူတို့ထိန်းချုပ်ထားနိုင်တဲ့ဒေသအနည်းစုမှာတနက်ထောင်ဓာမိုးကျင်းပမဲ့ရွေးကောက်ပွဲမျိုးသာဖြစ်လိမ့်မှာဖြစ်တယ်လို့နိုင်ငံရေးသမားချိုးကတုံ့တက်ထားပါတယ်။ အာနာသိမ့်ပြီးတဲ့နောက်စစ်ကောင်စီတပ်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေပြည်သူ့ကာကွယ်တပ်မတော် PDF တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းစစ်အေးရရှုံးနေနေတဲ့စစ်ကောင်စီဟာနိုင်ငံရဲ့သုံးပုံတပုံကိုတော့စိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့ဘူးလို့အမျိုးသားညွညွရေးအစိုးရ NUG ကဇန်နဝါရီလ၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာချင်းတော်လိုင်းရဲ့အထိမ်းအမှတ်အကျဉ်းသား82ဦးကို CNF လူငင်းခွင့်ပေးတဲ့တဲ့တွင်နဲ့ဆက်လက်အောင်ပါ ချင်းတော်လိုင်းရေ38နှစ်မြောက်ကြာရောက်တဲ့အချိန်အခါတမယမှာအချင်းကြနေသူ82ဦးကိုလွန်ငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့ချင်းမျိုးသားတက်ဦး CNF ကဒီကနေ့မတ်လ19ရက်နေ့နေစွဲနဲ့ထုတ်ပြန်ပါတယ်။အာနာရှင်စနစ်မှန်သမျှအမြင့်ပြတ်ခြေမုံပြီးအမျိုးသားကိုပိုင် ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားဒန်းတူရေးကိုအာမခံချက်ရှိတဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက် 1988ခုနှစ်မတ်လ20ရက်ကနေလန်ထန်ကိုင်းတိုက်ပွဲဝင်ခဲ့တဲ့ချင်းမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်တဲ့နေ့ကိုချင်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်တာဖြစ်ပါတယ်။အခုလွှတ်ပေးတဲ့အကျဉ်းသားတွေကတိုက်ပွဲမှာဖမ်းမိတဲ့စစ်ကောင်စီလက်အောက်ခံလက်နက်ကင်တွေနဲ့ချင်းမျိုးသားတပ်မတော်ကစီကံဥပဒေချိုးဖောက်တဲ့သူတွေကိုလူငင်းခွင့်ပေးတာပါလို့ CNF ပြောရေးဆိုခွင့်ရှိသူ စလိုင်းထန်နီကမျိုးစီမာကိုပြောပါရယ်။ ူငင်းချမ်းသာပေးသူတွေထဲမှာစစ်ကောင်စီတပ်ဖွဲ့ကတိုက်ပွဲတွင်ဖမ်းမိတဲ့စစ်သားနဲ့ရဲတွေပါဝင်ပြီး လုံခြုံရေးအသေးစိတ်မပြောဆိုလိုကြောင်းနဲ့ချင်းမျိုးသားတပ်မတော်ကခွင့်ရလွန်သူလက်နက်စည်းကမ်းအပါအဝင်စစ်ဥပဒေချိုးဖောက်သူတွေ ဖြစ်တယ်လို့သူကဆိုပါတယ်။အချင်းကျခံရသူတွေထဲမှာတက်ရွယ်ကြီးနှစ်ရှည်ထောင်ဒဏ်ခံစားနေရသူတွေမိသားစုအခက်အခဲရှိသူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဂရီကုတ်တွေပြုလုပ်ပြီးလွှတ်ပေးတာဖြစ်တယ်လို့စလိုင်းထက်နေကဆက်ပြောပါရယ်။ ချင်းမျိုးသားတက်မတော် CND နဲ့ဒေသနာကာကွယ်တပ်ဖွဲ့တွေဟာ2025ခုနှစ်နှစ်လတာအတွင်းစခန်းတချို့သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား30ခန်းကိုရှင်းလင်းနိုင်ခဲ့တဲ့အပြင်စစ်တုပ်ပန်း20နဲ့လက်နက်80ခန်းကိုသိမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲတွေဟာကလေးကဘော်စစ်စင်းမှာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ကကြာဆုံးမှုတွေအပြင်တော်လိုင်းရဲဘော်တွေဘက်ကလည်းထိခိုက်ကြာဆုံးမှုအနည်းငယ်ရှိပေမဲ့အရေးအတွက်ကိုတော့ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။ ချင်းပြည်နယ်အတွင်းစစ်ကောင်စီကင်းစင်ရေးနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဩဇာအာဏာတည်ရောက်မှုမှန်သမျှအဆုံးသတ်ရေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီးအဆုံးတိုင်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း CNF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ဝေါ်မာစစ်ကောင်စီတပ်ဆွဲရနေရာကိုကာကွယ်တပ်ဖွဲ့ drone နဲ့ပုံချဲတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။ ပဲခူးတိုင်းဝေါ်မြူနယ်လက်ပံကြီးွာတွင် စစ်ကောင်စီတပ်နှင့်ပြူစိုးထီတွေပူးပေါင်းတက်ဆွဲထားတဲ့နေအိမ်ကိုကာကွယ်တပ်ဖွဲ့ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒေတာတွင်းသတင်းမြစ်တွေကပြောပါတယ်။မတ်လ18ရက်နေ့ညနေ6နာရီခန့်ကစစ်ကောင်စီတပ်နှင့်ပြူစိုးထီအင်အား30ဝန်းကျင်ပူးပေါင်းထိုင်ချထားတဲ့စစ်တောင်းမြစ်ပေးလက်ပံကြီးွာအရှိဘကပြူစိုးထီခေါင်းဆောင် အောင်ကြီးဆိုသူရဲ့နေအိမ်ကိုတောင်ညိုစစ်ကြောင်း drone ဖွဲ့ကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဝေါ်မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာကပြောပါရယ်။လက်ပံမှာပြူစောထီတွေကစစ်တောင်းမြစ်ကန်နာဘက်ကနေ PDF တွေဝင်လာရင်တိုက်ထုတ်ဖို့ကကင်းသဘောမျိုးထားထားတာလက်ရှိပြူစောထီခေါင်းဆောင်ဖြစ်တဲ့အောင်ကြီးအိမ်မှာလက်နက်ကြီးတွေထားထားတယ်။အဲ့ဒီမှာစစ်တပ်ကအခြေပြုပြီးနေနေကြတာလို့ဝေါ်မြွနယ်ပကဖတာဝန်ခံကမျက်စိမှောက်ပြောပါရတယ်။ ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးပြူစောတိခေါင်းဆောင်အောင်ကြီးရဲ့ဇနီးနဲ့ရောက်ခမအပါအဝင်9ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဝေါ်မြွန်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖက်ကဖတာဝန်ခံကပြောပါရယ်ထိခိုက်သေဆုံးမှုအရေးအတွက်နဲ့ပတ်သက်လို့မြစည်းမအနေနဲ့တိချအတီးပြုနိုင်တာတော့မရှိသေးပါဘူးလက်ပံကြေးရွာတွင် အထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာစစ်တောင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ခရွေးရွာ မုတ်ကော်မော့ရွာစစ်ကွင်းရွာစတဲ့ကြီးရွာတွေကိုလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်လေးရှိပြီးဒေသခံတွေရဲ့နေအိမ်တွေမကြာခဏထိခိုက်ပျက်စီးခဲ့ရတယ်လို့သတင်းမြစ်တွေစီကတည်ရပါတယ်ခင်ဗျာနေရက်အလဲပြန်မဲ့ထိုင်းရောက်ရွှေ့ပြောင်းမြန်မာတွေနိုင်ငံကပြန်ထွက်ခွင့်မရမှာကို သတိပြုဖို့လိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်မြန်မာအတာတကြံကာလထိုင်းရိုးရာအနေနဲ့ဆုံခရံကာလဖြစ်တဲ့လာမယ့်ဧပြီလမှာထိုင်းဆိုရွာက ြည်ဝင်ပြည်ထွက်ဗီဇာတုံးထုဖို့မလိုဘူးဆိုတဲ့အတွက်နေရက်အလဲပြန်ဖို့ပြင်ဆင်နေကြတဲ့ထိုင်းရောက်ရွှေ့ပြောင်းမြန်မာလုပ်သားတွေအနေနဲ့တကြံကာလပြီးလို့ထိုင်းကိုပြန်ထွက်လို့ရင်ထွက်ခွာခွင့်မရမှာကိုစိုးရင်ရတယ်လို့ထိုင်းရောက်ရွှေ့ပြောင်းမြန်မာလုပ်သားရေးတက်ကြွလှုပ်ရှားနေသူတွေကပြောပါတယ်အခုကာလဟာစစ်ကောင်စီကစစ်မှုထမ်းတပ်အကျုံးဝင်တဲ့လူငယ်လူရွယ်မှန်သမျှကိုအရှိန်ဟုန်မြင့်အင်အားစုဆောင်းနေတဲ့အချိန်ကာလဖြစ်သလို ပြည်ပထွက်ခွာလူတွေကိုလည်းကန့်သက်မှုများစွာပြုလုပ်လို့ထွက်ခွာခွင့်ပိတ်ပင်နေတဲ့ကာလဖြစ်တဲ့အတွက်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုပြန်ထွက်မဲ့အချိန်မှာအလွယ်တကူထွက်ခွင့်မပေးတဲ့ကိစ္စရပ်တွေဖြစ်လာနိုင်တယ်လို့ထိုင်းရောက်မြန်မာလူသားတွေရေးကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ထူထောင်သူကိုရဲမင်းကမျက်စိမှောက်ပြောပါတယ်။ဒါအပြင်နယ်စပ်ဂိတ်တွေမှာစစ်မှုတိုင်းအင်အားစုဆောင်းနေတဲ့ဖြစ်ရပ်တွေလည်းရှိတဲ့အတွက်အဲ့ဒီအချင်းရာတွေကိုလည်းသတိပြုဖို့လိုအပ်ကြောင်းကိုရဲမင်းကသတိပေးပါတယ်။ အလားတူအခုသတင်းပတ်အတွင်းစစ်ကောင်စီဟာပြည်ပကိုထွက်ခွာအလုပ်လုပ်ကင်မဲ့အလုပ်သမားဥယေကိုကန့်တတ်မဲ့အကြောင်းနဲ့ပြည်တွင်းကိုခိတ္တပြန်လာတဲ့အလုပ်သမားတွေပြန်လည်ထွက်ခွာကွင်းကိုစစ်ဆေးတင်းကျပ်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လျက်ရှိနေတာဖြစ်ပါတယ်မြန်မာနိုင်ငံကတဆင့်ထိုင်းနိုင်ငံကိုလာရောက်လို့တဲ့စစ်မှုထမ်းအသက်အကျုံးဝင်နေတဲ့လူငယ်တွေဟာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကတဆင့်ထွက်ခွာရင်လဲအစ်စ်ဆေးတင်းချက်တာစစ်ကောင်စီဝန်ထမ်းတွေနဲ့လေဆိပ်ဝန်ထမ်းတွေကငွေကြေးတောင်းခံတာတွေရှိနေပြီး ထွက်ခွာခွင့်မရသူတွေလည်းများပြားနေတဲ့ကာလဖြစ်တဲ့အတွက်ထွက်ခွာဖို့အခက်ကြုံနေရတယ်လို့စုံစမ်းသိရှိရပါတယ်။ဌာနကမှရောက်ရှိပြီးအလုပ်လုပ်ကင်နေကြတဲ့မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကရွှေပြောင်းလှုပ်သားတွေအနေနဲ့စုံခရမ်းလို့ခေါ်ဆိုတဲ့ထိုင်းတကြံကာလဧပြီလ၁ရက်နေ့ကနေမေလ15ရက်နေ့ထိ55ရက်အတွင်းမိမိနေရဲ့နိုင်ငံကိုအလဲပြန်လို့ရင်ဗီဇာအဝင်ထွက် တုံးထုဖို့မလိုပဲပြန်နိုင်ကြောင်းထိုင်းလုံတမဝန်ကြီးဌာနကပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာကြေညာထားပါတယ်။ အဲ့လိုဗီဇာဝင်ထွက်သုံးထုဖို့မလိုပဲနေရက်ပြန်ဖို့ခွင့်ပြုပေးတာဟာစုံခရံလက်ဆောင်ဖြစ်ပြီးအလုပ်သမားတွေခီးသွားလာမှုပုံမလွယ်ကူစေဖို့နဲ့ပွဲတော်ရာသီအတွင်းအတုံးစီတွေရှော့ချဖို့ရည်ရွယ်တယ်လို့ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနဝန်ကြီးကပြောဆိုထားပါတယ်။အခုကာလဟာအလုပ်သမားတွေအတွက်အာမခံချက်ပေးနိုင်တဲ့အခြေအနေမရှိဖြစ်နေတဲ့အတွက် တကယ်လို့ထိုင်းနိုင်ငံကထွက်ခွာပြီးမိမိနေရဲ့နိုင်ငံပြန်သွားပြီးတဲ့နောက်ထိုင်းကိုပြန်လည်ဝင်ရောက်ခွင့်မရရင် အခက်အခဲတွေကြုံတွေ့လာနိုင်ကြောင်းကိုလည်းကြိုတင်တွက်ချက်စဉ်းစားဖို့လိုအပ်ကြောင်း AAC မာမိတ်အဖွဲ့ရဲ့ဒါရိုက်တာဦးခိုင်ကြီးကအတည်ပြုထားပါရခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ကမ္ဘာဝေကာကွန်ဂရက်က ကုလအစည်းအဝေးမှာတရုတ်ရဲ့ဖိနှိပ်မှုအကြောင်းပြပွဲလုပ်တဲ့တဲ့ရင်ကိုမြစည်းမဝိုင်းတို့သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာပါ ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပတဲ့58ကြိမ်မြောက်ကုလသမဂ္ဂလူခွင့်ရေးကောင်စီအစည်းအဝေးမှာကမ္ဘာဝေကာကွန်ကရက် WUC ကဝေကာတွေအပေါ်မှာတရုတ်ရဲ့ဆက်လက်ဖိနှိပ်နေမှုတွေကိုဖော်ထုတ်ပြသဖို့ရည်ရွယ်တဲ့ပြပွဲတစ်ခုကိုမတ်လ18ရက်နေ့ကကျင်းပခဲ့ပါတယ်။ ပြပွဲမှာဝေကာလူမျိုးတွေကိုထိုင်းနိုင်ငံကအတင်းအဓမ္မနှင်ထုတ်တာအဓမ္မလှုပ်အားပေးခိုင်းစေတာဝေကာပညာတတ်တွေကိုဖန်ဆီးထိန်းသိမ်းတာနဲ့အဓမ္မကိုဝင်ဖြတ်ချခိုင်းတာတွေအပါအဝင်နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေလိုမျိုးအရေးကြီးတဲ့ကိစ္စရပ်တွေကိုမြေမောင်းထုတ်ပြခဲ့တယ်လို့ WUC ကလူမှုကွန်ရက် X မှာမျှဝေခဲ့ပါတယ် WUC ကတရုတ်ပြည်နယ်မှုတွေကိုကဘာကတရိထားမိစေဖို့ပြပွဲကျင်းပတာဖြစ်ပြီးအထက်ပြေးပြေးွားတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုလည်းတောင်းဆိုလိုက်ပါတယ်။ ဒါအပြင်အစီအွေချမ်းပါနေစဉ်အတွင်း WUC ဥက္ကဋ္ဌတာကန်ချန်အာလော်ဒန်ကမင်းကွန်းပြောကြရမှာဝီကာရီဘာသာရေးလွတ်လပ်ခွင့်ညှင်းပယ်ခံရမှုအတင်းကျပ်နေရပြန်ပို့မှုအပါအဝင်နိုင်ငံဖြတ်ကျော်ပြိနေမှုတွေအကြီးအကျယ်ခံနေရမှုနဲ့ဝီကာရီဆင်ဆက်မပြတ်နှိမ့်ဆက်ညှင်းပယ်ခံနေရမှုတို့ကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ တာကန်ချန်ကဆိုးဝါးတဲ့လူခွင့်ချိုးဖောက်မှုတွေကိုတရုတ်တာဝန်ခံလာစေပြက်ပြက်သားသားဆောင်ရွက်ဖို့နိုင်ငံတကာကိုတိုက်တွန်းခဲ့ပြီးတော့ဒီလိုရက်ဆက်ရုံမာမှုတွေကိုအရေးတကြီးကန့်တွဲဖြေရှင်းဖို့လိုအပ်နေတယ်လို့ပြောသွားပါတယ်။ World Week Congress WUC ဟာတရုတ်နိုင်ငံရှင်ကျန်းဒေသမှာအထူးအားဖြင့်နေထိုင်တဲ့ဝီဂါလူမျိုးတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေကိုထောက်ခံအားပေးတဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ WUC ကို2004ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးအထူးသဖြင့်လူ့အခွင့်ရေးယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ချက်ဆိုင်ရာကိစ္စရပ်တွေမှာကမ္ဘာတွန်းမှာရှိတဲ့ဝီကာလူမျိုးတွေအတွက်ကိုယ်စားလှယ်အဖွဲ့အစည်းဆောင်ရွက်လျက်ရှိနေပါတယ်။တရုတ်နိုင်ငံမှာရှိတဲ့ဝီကာပြည်ထနာကရှင်ချန်းဒေသမှာနေထိုင်တဲ့မွတ်စလင်တာကက်လူမျိုးစုဝီကာတွေအပေါ်မှာလူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပါတယ်။ ဝီကတသန်းကျော်ကပြန်လည်ပညာပေးရေးစခန်းတွေလို့ခေါ်ဆိုတဲ့နေရာတွေမှာထိမ့်သိမ်းခံထားပြီးအတင်းအဓမ္မအယူဝါဒသွတ်သွင်းခြင်းကိုတိလက်ရောက်စော်ကားခြင်းနဲ့ယဉ်ကျေးမှုဆိုင်ရာဖိနှိပ်မှုတွေကိုရင်ဆိုင်နေရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။တရုတ်ဆိုရကဒီလုပ်ရက်တွေဟာအစိုးရဝါဒကိုတိုက်ဖြတ်တဲ့စီမံချက်တွေလို့အကြောင်းပြချက်ကောင်းပေးပေမဲ့လူခွင့်ရေးအဖွဲ့တွေကဒီဖြစ်စဉ်တွေကိုလူမျိုးတုံးသက်ပြတ်မှုအပအဝင်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအဖြစ်သတ်မှတ်ထားကြပါတယ်။ ဒါအပြင်ဝေကာတွေကဆစ်ဆစ်ဆက်ဆက်ရှောင်ကျဉ်မှုအာဓမလိုအားပေးခိုင်းစေမှုနဲ့ဘာသာရေးပြိနှိမ်မှုတွေကိုလည်းခန်းစားနေကြပါတယ်။သူတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုအလေးထားတွေကပုံမကန့်သက်ခံရပြီးတော့အတင်းအကျပ်တာကြောပြတ်ခံရတာနဲ့မိသားစုနဲ့ခွဲထားခံရမှုတရင်တွေလည်းထွက်ပေါ်လျက်ရှိနေပါတယ်ရှင်။ရွှေပြောင်းဝင်ရောက်သူတွေကိုလက်မခံရင်အေးအေးယူမယ်လို့ဗင်နီဇွဲလာကိုအမေရိကန်ချင်းချောက်တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဝါရှင်တန်ကပြန်ပို့လိုက်တဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့လက်ဝဲဝါဒီတမရနီကိုလက်မာဒူရိုသဘောမတူရင်ဗင်နီဇွဲလားနိုင်ငံကိုပိတ်ဆို့တန်ခတ်မှုအသစ်တွေချမှတ်မယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကအင်္ဂါနေ့မှာချင်းချောက်ပြောကြားလိုက်ပါတယ်။ အမေရိကန်တမရဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့ရက်သက်သက်ပတ်ကုံကအသုံးပြုခဲလာတဲ့စစ်သွင်းကဥပဒေကိုအသုံးပြုပြီးဗင်နီဇွဲလားလူဆိုးဂိုင်းဝင်နေလို့ဆွဆွဲထားသူ200ကျော်ကိုအယ်ဇာဗေဒိုနိုင်ငံကိုလေရင်နဲ့ပြန်ပို့ခဲ့ပါတယ်။ဒီရွှေပြောင်းဝင်ရောက်သူတွေတင်မကအမေရိကန်နိုင်ငံသားတွေကိုပင်လျှော့ဈေးနဲ့လက်ခံဖို့အယ်ဇာဗေဒိုနိုင်ငံကိုကန့်လန့်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ကပြန်ပို့လိုက်တဲ့သူ့နိုင်ငံသားတွေကိုလက်ခံဖို့ဗင်နီဇွဲလားနိုင်ငံမှာတာဝန်ရှိတယ် ဒါကဘာမှဆွေးနွေးစရာလည်းမလိုဘူးညင်းခုန်နေစရာလည်းမလိုဘူးပြီးတော့ဘလို့စုမျိုးမှလည်းချစရာမလိုဘူးလို့ရူဘီယိုကလူမှုကွန်ရက် X မှာရေးပါတယ်။နောက်ထပ်ဘာမှစင်ကြီးပေးတာတွေမလိုဘဲနှောင့်နှေးကြံ့ကြအောင်မလိုဘဲတောက်လျှောက်ပြန်ပို့နေတဲ့လေချောင်းခီးစင်တွေကိုလက်မခံဘူးဆိုရင်ပုံမပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုအသက်တွေကိုအမေရိကန်ကချမှတ်သွားမယ်လို့သူကရေးထားပါတယ်။ ဗင်နီဇွဲလားလူမျိုးတွေရဲ့အခွင့်အရေးတွေကိုအကာအကွယ်ပေးဖို့ကုလသမဂ္ဂကိုပန်ကြားခဲ့တယ်လို့မာဒူရိုကတိန့်လာနေတာပြောပါရယ်။အဲဆိုဗေဒိုနိုင်ငံကိုပြန်ပို့ခံရသူတွေဟာပြန်ပေးဆွဲခံရသူတွေဖြစ်ပြီးသူတို့ကိုကယ်ဆယ်ဖို့နဲ့လုံခြုံစွာအိမ်ပြန်လာနိုင်ဖို့လှုံ့ဆော်သွားမယ်လို့သူကပြောသွားပါရယ်။ Republican တမရာကြီးအင်ဖြူရောပြန်ရောက်ပြီးမကြခင်မှာပဲမာဒူရိုက Trump ရဲ့အထူးကိုယ်စားလှယ် Richard Garrane နဲ့တွေ့ဆုံခဲ့ပါတယ်။ Richard Grenene နဲ့တွေ့ဆုံခဲ့ပါတယ်။ Washington နဲ့လက်တွေ့ကြတဲ့ဆက်ဆံရေးကိုလှုပ်လှူကြောင်းပြသတဲ့အနေနဲ့ပြန်ပို့ခံရမယ့်ရွှေ့ပြောင်းဝင်ရောက်သူတွေကိုလက်ခံသွားမယ်လို့ကြေပေးခဲ့ပါတယ်။ဒါပေမဲ့အမလိုင်း Republican ဥပဒေပြုအမတ်တွေရဲ့ဖိအားကြောင့်တဘောတူညီချက်ကိုအကောင့်ထဲပေါ်ဖို့ကြေပြက်ကွက်တယ်လို့အလင်းမြန်ပဲဆွဆွဲပြောဆိုပြီး Venezuela နိုင်ငံမှာလုတ်ကင်ခွင့်ပြုထားတဲ့ American ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကိုလည်းလုတ်ကင်ခွင့်ပယ်ဖျက်ခဲ့ပါတယ်။ ါဟာစီးပွားရေးအအထင်အောင်လှုပ်လိုက်တာပဲဖြစ်ပါတယ်ဒီလူတွေကိုနိုင်ငံတွင်းကနှင်ထုတ်တဲ့အမိန့်ကိုအမေရိကန်ပြည်အောင်စုတရားသူကြီးတူကယာယီဆိုင်ငံ့မိန့်ထုတ်ထားခဲ့ပေမဲ့အဲဇာဗေဒိုနိုင်ငံကိုပို့ဆောင်တာကိုဆက်လုပ်ခဲ့တာဖြစ်ပါတယ်ထရန်ကအဲ့ဒီတရားသူကြီးကိုဆွဆွဲပစ်တင်ဖို့တောင်းဆိုခဲ့တာကြောင့်တရားသူကြီးချုပ်ဂျွန်ရောဘတ်ကသမ္မတကိုပြစ်တင်ကြိမ်မောင်းခဲ့ပါတယ် အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစီမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4420ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1589.64၆ကျပ်ပြင်ပပေါက်စီ3326ကျပ်ဥရောပတရယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1298.14ကျပ်ပြင်ပပေါက်စီ4808ကျပ်ဖိုင်ပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62.53ကျပ်ပြင်ပပေါက်စီ133.42ကျပ်မလေးရှားတပင်းကိကို စစ်ကောင်စီတပ်မစင်482.44ကျပ်ပြင်ပပေါင်စင်996ကျပ်ပေါင်စင်ရှိပါတယ်။ဗောပြပါငွေလဲလဲနှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တယ်အသင်းတပ်မစင်55သိန်း6000ကျပ်ပြင်ပပေါင်စင်68သိန်း6000ကျပ်စကားပဲတစ်ချက်သားကို ရွှေကုန်တယ်အသင်းတပ်မစင် 52သိန်း12500ကျပ်ပြင်ပပေါက်ဈေး64သိန်း6000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2655ကျပ်ပရီမီယံဒီဇယ်တလီတာကို3285ကျပ်အော်ဒိတ်92တလီတာကို3080ကျပ်အော်ဒိတ်95တလီတာကို3135ကျပ် ပေါင်းစည်းရှိပါတယ်။ပေါ်ပြဘာသာသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6855ကျပ်ပြင်ပပေါင်းစည်း1500ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြဘာသာသုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ သမီးစီမပရိုင်တိုင်းမီစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးခဲ့ကြသူတွေအားလုံးကိုချီးစူးထုတ်တင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ